ောကမှာပေါ့နော် လူတတော်များများကငွေကိုချစ်တယ်ငွေကိုခင်တွေ့တယ်အဲ့တော့လူတွေကတလောက်အဝငွေဘလောက်ရှိလဲမြင့်မှာဘလောက်ရင်းနှီးမြှုပ်နှံမှုတွေရှိလဲဒါတွေကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဒါတွေကိုပို့ပြီးတော့ focusing လုပ်တယ်ဒါမှားတဲ့အချက်တော့မဟုတ်ဘူးဘာဖြစ်လဲဆိုတော့လူမှန်ရင်ငွေကိုချစ်တယ်ဟောဒါပေမဲ့အဓိကလူငယ်တွေတတော်များများသိကို သိရမယ့်အခြေခံ အချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ saving ငွေစုခြင်း အော်ဒီဗီဒီယိုကငွေအကြောင်းကိုအဓိကထားပြောမှာဖြစ်တဲ့အတွက်မငွေခင်ကိုငွေခင်လေးတွေကတော့ကြီးတင်နေပေါ့နော်နောက်ပြီးတော့ရှင်မကဒီ Morgan Housel ရဲ့ Psychology of Money စာအုပ်ကို reference လုပ်ပြီးတော့ရှင်မရဲ့ thinking နေ experience တွေနဲ့အာထည့်ဆက်ပြီးတော့ပြောသားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကနည်းနည်းလေးတော့ရှင်းနိုင်တယ်ဒါပေမဲ့အဆုံးမှာတော့အာငွေနဲ့ပတ်သက်တဲ့ mindset တစ်ခုခုရသွားမယ်လို့ ယုံကြည်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိရှုပေးပါလို့ပြောချင်ပါတယ်ရှင်။ငွေစုချင်းကဘာဖြစ်လို့အရောင်ရေးကြည့်တာလဲလို့ပြောလာရင် investment မလုပ်ခင်ထားပါတော့ stock market အကြောင်းမလေ့လာခင် stock market ထဲကိုမဝင်ခင် crypto စမကစားခင်ပထမဦးဆုံးလိုအပ်တာငွေစုကိုစုရမယ်။ intention behind savings ကပစ္စည်းတွေဝယ်ခြင်းလို့လည်းမဟုတ်ဘူးပတ်စံတွေသုံးလိုက်ခြင်းလို့လည်းမဟုတ်ဘူးအဓိကသူ့ရဲ့ရည်ရွယ်ချက်က peace of mind ဖြစ်ဖို့အတွက်ဥတည်တယ် ဲ့တော့ peace of mind နဲ့ freedom ကအဓိကရည်ရွယ်ချက်ဖြစ်တယ်။ Morgan Housel ရေးထားတဲ့ဒီ thinking နဲ့ concept တွေကရှင်မရဲ့ငွေကြေးဆိုင်ရာစီမံခန့်ခွဲခြင်းကိုအရန်ကိုမှအထောက်ကိုပြုခဲ့တယ်။ရှင်မကိုရိုင်းအစကဟုတ်နိုးနိုးမဟုတ်နိုးနိုးငါရဲ့ဒီ money mindset ကမှားနေလားမှန်နေလားမသိရဲ့အချိန်မှာတော့ဒီစာအုပ်ကအရန်ကိုမှအကူအညီဖြစ်ခဲ့ရပေါ့နော်။ဒါကြောင့်မလို့လေဒီ video လေးကိုပြန်လည်ဝင်ညှိလိုက်တာပါ။အော် what is saving ပေါ့။ ဟွေစုတာအလောက်တောင်အရေးကြီးလားအရေးကြီးတာပေါ့တကယ်တော့ saving ဆိုတာက is a gap between your ego and your income ဒါကြောင့်မလို့လဲ mindset ကအရန်အရေးကြီးတယ်လို့ပြောတယ်လူငယ်တတော်များများအမြင်နည်းနည်းလေးမှားနိုင်တာတခုကအဲ့တော့ငွေစုတယ်ပေါ့ပြလို့ရှင် spend to impress other ငွေစုတယ်ဆိုတာကသူများအထင်ကြီးဖို့အတွက်ပစ္စည်းတွေဝယ်တယ် brand တွေဝယ်တယ် iPhone တွေဝယ်သုံးတယ် Apple ecosystem ထဲမှာနေတယ်အဲ့လိုမျိုး impressful ဖြစ်ဖို့အတွက်ငွေစုတာမဟုတ်ဘူး ဲ့လို impress ဖို့ဖြစ်စေတဲ့အရာတွေကိုဝယ်တာက spending လုပ်တယ်လို့ခေါ်တယ်။သုံးတာ။ဒါပေမဲ့ငွေစုရဲဆိုတာကအဲ့ဒီအရာတွေအားလုံးရဲ့ဘေးမှာရှိတယ်။သက်သက်ရှိတာ။ Make sure you are spending should be less than you are income. This is very important. မဟုတ်လို့ရှိရင် minus တွေထွက်ကုန်မယ်။ပြီးလို့ရှိရင် saving ကသက်သက် beside မှာတသက်လေးရှိနေတာအဲ့ဒါ saving လို့ခေါ်တယ်အဲ့ဒီ save money ဆိုတာက invisible ဖြစ်တယ်ပထမဆုံးအကြိမ်မှာဘာဖြစ်လဲဆိုတော့ तू อ่ะသွားထိလို့မရအောင် तू ကို short term save လုပ်လို့လည်းမရအောင် तू long term သွားရတာဟာငါပတ်စံနေစုထားတယ်ငါ2000ဘို cosmetic ပစ္စည်းသွားဝယ်မလို့အဲ့ဒါ saving မဟုတ်ဘူး 2000ဝန်းပစ္စည်း cosmetic ဝယ်ချင်ရင်မင်းစီမာက2000ရဲ့အစ10ဆပေါ့နော်မင်းမှာ2000 3000လောက်ရှိနေလို့2000ကိုသုံးလိုက်တာက it make sense ဖြစ်တယ်အဲ့ဒါ spending ကိစ္စမရှိဘူးဒါပေမဲ့2000ဘိုးသုံးချင်လို့2000ဘိုးစုပြီး2000ဘိုးလုံးဝယ်လိုက်တာကတော့အဲ့ဒါမင်းရန် dangerous ပဲ saving လည်းမဟုတ်ဘူးအဲ့ဒါလူနှစ်ယောက်ရှိရယ်ပေါ့နော်လူနှစ်ယောက်မှာတစ်ယောက်ကတစ်လကိုဆိုပါစို့ 10k အလုံးနိုင်တယ်ပေါ့နောက်တစ်ယောက်ကတော့ 4k လောက်ပဲအလုံးနိုင်တယ် ဒါပေမဲ့အဲ့ဒီနေရာမှာ 4K ပဲအန်လုံးနိုင်တဲ့သူက 10K အန်လုံးနေတဲ့သူထက်ပိုပြီးတော့ wealthy ဖြစ်တယ်။သူ့ကိုကြည့်လိုက်လို့ရှိရင် သူကသူ့ဘဝအတွက်သူကကောင်းကောင်းကြီး build လုပ်နေတယ်လို့ယုံကြည်ခံစားရတယ်။ဘာဖြစ်လို့လဲ? Saving is not about how much you make. Saving is about how much you keep. အဲ့ဒါနဲ့သက်ဆိုင်နေဒါကြောင့်မလို့ saving က mindset တစ်ခုလုံးချိန်နိုင်လောက်တဲ့အထိအရေးကြီးတယ် ဲ့တော့တကယ် intention အမှန်ပေါ့ intention behind savings ကပစ္စည်းတွေဝယ်ခြင်းလို့လည်းမဟုတ်ဘူးပတ်စံတွေသုံးလိုက်ခြင်းလို့လည်းမဟုတ်ဘူးအဓိကသူ့ရဲ့ရည်ရွယ်ချက်က peace of mind ဖြစ်ဖို့အတွက်ဦးတည်တယ် peace of mind နဲ့ freedom ကအဓိကရည်ရွယ်ချက်ဖြစ်တယ်ဆိုပါစို့ဥပမာမင်းဘန်းနောက်ဖြစ်တယ်ပေါ့ဘန်းနောက်ဖြစ်တယ်ငါ take a break လုပ်ချင် ါမဲ့ saving တော့မရှိဘူးဆိုရင်မင်းဘလောက်ဘန်တော့ဖြစ်ဖြစ်မင်းတက်ကဘရိတ်လို့လို့မရဘူးမင်းမှာ saving မှမရှိတာ okay အဲ့လိုပဲ investment လုပ်ထားတယ် okay မင်း stock market တွေမှာမင်း investment ရှိတယ်ဒါပေမဲ့မင်းမှာ saving လုံးဝမရှိဘူးဆိုလို့ရှိရင်မင်း emotional ဖြစ်နေမှာဟဲ့ငါရဲ့ဟာကဘယ်လိုမျက်ပါမလားရှုံးပါမလားဟဲ့ငါဘယ်တော့မှငွေကဘယ်လိုပြန်ဖြစ်မလဲဆိုရဲ emotion နည်းနဲ့မင်းနေရမှာမင်းမှာ freedom peace of mind လုံးဝမရှိဘူးဒါကြောင့်မလို့ saving ဆိုတာကပြောတော့တာငွေစုတယ်ဆိုပြီးတော့လွှဲတာ ပြောလိုက်တာတကယ်တော့သူ့ရဲ့ intention အမှန်က freedom ဖြစ်ဖို့ peace of mind ဖြစ်ဖို့ how to start saving ပေါ့ဘယ်လိုမျိုးငွေစားစုမလဲပေါ့အဲ့တော့ငွေစားစုတဲ့အခါမှာ तू ကဝင်ငွေအများကြီးရှိမှငွေစားစုလို့ရမှာ तू ကဟိုလစာတွေကောင်းမှ passive income အရန်ကောင်းမှငွေစုလို့ရမှာ no မဟုတ်ဘူးတနေ့ဩမင်းငါချက်ပဲစုစု30ပဲစုစုစုတာစုတာငါ save လုပ်ဖို့အတွက်အာပတ်စံပတ်စံရှိမှရမယ် ဆိုပြီးအဲ့လိုမျိုးမရှိဘူးပေါ့နော်မင်းတနည်းကို၅ချက်ပဲစုစု10ပဲစုစုမင်းစုကြည့်လိုက်စုကြည့်လိုက်လို့ရှိရင်တလရေတလပြည့်ရက်30ပြည့်သွားတဲ့အခါမှာဒီလငါဘယ်လောက်စုနိုင်လဲဆိုပြီးတော့တွေ့ပါလိမ့်မယ်ဥပမာ at least ကွာ300ပဲစုနိုင်စုနိုင်200ပဲစုနိုင်စုနိုင်အဲ့ဒီအမောင့်ကို carry on လုပ်သွားရမယ်ပြီးလို့ရှိရင်မင်းမှာတသက် saving account တသက်ရှိဖို့ရှိရမယ်အဲ့တော့ bank မှာ saving account တသက်ထားပြီးတော့အဲ့ဒီ saving account တွေကို auto transfer ဖြစ်နိုင်လောက်တဲ့အထိကိုယ့်ရဲ့စိတ်ကိုကို control လုပ်ပြီးတော့ပတ်စံစဆုတင်ပါတယ်။အလွန်ခဲ့တဲ့၃နှစ်လောက်ကရှင်မရဲ့ overshoot က saving ဆိုရဲဟာကိုတည်ရဲအဲ့ဒီလောက်ထိက saving ဆိုတာတည်ရဲဒါပေမဲ့သူရဲ့ intention အမှန်ကိုတကယ်ကိုမသိဘူး။ အခုလိုမျိုးသူ့ရဲ့ intention အမှန်ကိုသိလာတဲ့အခါမှာရှင်မသိလာတဲ့တစ်ခုရှိတာဘာလဲဆိုတော့ seven is less about math and more about behavior ဆိုပြီးတော့သိလာတယ်။ amount ဘလောက်စုရတယ်ဆိုတာကိစ္စမရှိတော့ဘူး။မင်းစစုတတ်တယ်ဆိုရဲအလေအထ behavior ကိုပဲအဓိက bit လောက်ကြည့်ရမှာ။ဒါဆိုလို့ရှင်မရှိရပြောခဲ့သလို long term safe လောက်ကမှာတလလားတစ်နှစ်လားမဟုတ်ဘူးเนาะ။ မင်းစိတ်ကြိုက်မင်း freedom ဖြစ်နိုင်လောက်တဲ့အချိန်နေတီပတ်စံဆူရမှာပတ်စံဆူရဲ့နောက်ဆုံး topic ကပတ်စံဆူတာနဲ့ investment လောက်တာဘယ်လိုမျိုး relationship လဲဆိုပြောပြမယ်ပေါ့နော် saving account ကနေ save လောက်ထားတယ်ဒီဘက် investment မှာလည်း investment ကလုံနေတယ်ဆက်သွားနေတယ်ဆိုရင် investment ကတခုခုဖြစ်ခဲ့ရင်ဒါအာရုံနောက်စရာမလိုဘူးဖြစ်ချင်တာဖြစ်မိမ saving account ရှိသေးတယ်ဆိုတော့စိတ်ရဲ့ confidence ရှိလာတာ အဲ့တော့ investment လုပ်တဲ့အခါမှာလေကိုက confidence ရှိရှိလုပ်နိုင်တယ်။ဩငါ့ရဲ့ investment ကရှုံးသွားသည်ဖြစ်စေအမျက်ရသွားသည်ဖြစ်စေငါမှာ saving ရှိသေးတယ်ဆိုတော့စိတ်နဲ့ confidence ရှိရှိ investment လုပ်နိုင်တယ်။အဲ့တော့ confidence ရှိရှိ investment လုပ်နေတဲ့သူကပို့ပြီးတော့ confidence မရှိဘဲ investment လုပ်နေတဲ့သူထက်အဆပေါင်းများစွာ result ကပိုပြီးကောင်းတယ်။ဘာလို့ဆိုတော့ तू ဟာသူ့နောက်မှာ saving ရှိရဲဆိုတော့ confidence ကြီးရှိနေတာ우။အဲ့တော့ဒီ video ကတော်တော်ကြီးကိုရှေ့သွားပြီ။ဆိုတော့ဒီ video highlight လုပ်ပေးချင်တာကတော့ save money ဆိုတဲ့ဟာကိုတကယ်ကို habit တစ်ခုအနေနဲ့အလေးထားတစ်ခုအနေနဲ့ကိုလောက်ကြည့်ကြည့်ပါစကြည့်ကြည့်ပါ၅ချက်ပဲရရ၅၀ပဲရရ900ပဲရရဘလောက်ပဲရရ ပတ်စံစာစုကြည့်ရဲဆိုရဲစိတ်နဲ့စုကြည့်ပါပြီးတော့အဲ့ဒီပတ်စံစုထားတဲ့နေရာကိုလည်းသွားထိလို့မရဘူးเนาะဟောငါပတ်စံစုထားတာပဲငါတစ်လပြည့်ရင်ဘာဝယ်မယ်ငါတစ်နှစ်ပြည့်ရင်ဘာဝယ်မယ်အဲ့လိုမျိုးသွားထိလို့မရဘူး things လောက်ထားတဲ့အကောင့်က invisible but first time ပါ okay maybe in the future we can use it but the first thing ကတော့အဲ့ဒါ invisible ပဲဆိုတော့ mindset လေးကိုလည်းအားလုံးကို sharing လုပ်ပေးခြင်းပါတယ်စာအုပ်လေးတွေကနေကိုကာပြီးတော့အာ မှတ်သားဖွယ်ရတယ်စိတ်ဝင်စားစရာတွေရှိလို့ရှိရင်ဒီလိုပဲအမြဲတမ်း sharing လုပ်ပေးသွားပါမယ်ရှင်ဝင်ရဲ့ video လေးတွေကိုအမြဲတမ်းကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာထပ်တွေ့ပါမယ်เนาะဆိုတော့အားလုံးပဲတက်တာ see you in the next video